ကြားပြန်ကိစ္စအစလုပ်တဲ့လူကလည်းဘာသူ့နာမည်အဆင်ချင်းပြင်လာဆင်ချင်းပြင်လာဆင်ချင်းပြင်ဆင်ချင်းပြင်ဆိုတဲ့အဲ့ဒီလူကြီးကသူစပြီးလုပ်တယ်ကျွန်တော်ဗမာနိုင်ငံရဲ့နော်ဒီဟိုဝန်ကြီးနေလည်းတွေ့တယ်နော်အမသိရင်ဟိုကဘာပေါ်မှာတိရောက်ဝဲသူစပိုင်ပုံစံမျိုးနဲ့လိုက်ပြီးတော့ဟိုတောင်ဝန်ပေးသားလို့ပေါ့လေအဲသူကအဲလာလို့တော့ပေါ့လေနောက်ဆို အဲသူကတော့အခုကတော့ဟိုတည်းဘယ်ရောက်လဲကျွန်တော်မသိဘူးဖမ်းကထိလာမသိရသူသူတို့ပဲလာစသွားတဲ့အလုပ်ပေါ့ဗျာနော်ဟိုကပပတ်ပြီးစတဲ့ဥစ္စာအခုကျွန်တော်တို့စီရောက်မှပဲဟိုနာမည်ကြီးတယ်ပေါ့ဗျာတတနာမည်ကြီးတာတော့ကြာပါပဲလူလူမုံမောင်ခိုကူတာတို့လက်နဲ့မောင်ခိုကူတာတို့နော်မူရစီဝါမောင်ခိုကူတာဆိုတာဟိုကျွန်တော်တို့လူဖြစ်တဲ့အနေပြီးတော့ဒီတည်င်းเนี่ยကျွန်တော်တို့ကြားခဲ့တယ်အခုမှကျွန်တော်တို့ရှင်းမှရောက်မှနော်ကျွန်တော်နားမှရောက်မှဟိုမျက်ဝါတိတိမြင်ရတယ်ပေါ့ အလကီရဗျူးကကြိုဆိုပါတယ်ဗျဒီညမှာတော့တရုတ်ပြည်ဟာညမာပြည်ကိုကျုံပြုတ်လိုက်ပြီညမာအချုပ်ချာအာဏာကို fuck you လုပ်လိုက်ပြီဆိုတဲ့အကြောင်းပြောမှာဘယ်ကစပြောမှာလဲဆိုတော့ပေစောက်ချိန်ပေစောက်ချိန်အပြင်နောက်ထပ်တရုတ်ကတည်ရန်ပေးလိုက်တဲ့ဥမောင်မောင်လိုလူမျိုးတွေမြေရှောက်ချမ်းလိုလူမျိုးတွေဟာညမာနိုင်ငံမှတ်ပုံတင်နေနဲ့ဖြစ်ပြီး ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးဆိုတဲ့ကြံ့ဖို့ပါတီဝင်ဖြစ်တယ်။အဲ့ဒီ channel ပတ်သက်ပြီးညင်မဲ့ကောင်ရှိတက်လာခဲ့။ဟိုဘက်ရက်ကွက်ကဘောမတွေကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ခွာမသိတဲ့တိုက်ညမနိုင်ငံသားကိုညမမပုံတင်ကြင်ထားတဲ့သူတရုတ်ပြည်ကသိတံပေးတာကိုမင်းတို့ဘာသာမှမထွက်ရဲဘူးလား။ဟမ်။ကြားဖြန့်မဲလို့လို့ဖာကောင်းမဲလို့လို့ကတော့ မြန်မာနိုင်ငံဥပဒေနဲ့အရေးယူရမယ်မှတ်ပုံတင်မြန်မာပြည်မှတ်ပုံတင်ကြိုင်နာတဲ့ပယ်ဆောက်ချိန်မြေလျှောက်ချမ်းတို့ဟာမြန်မာနိုင်ငံမှာထိတ်တန်းနိုင်ငံသားအဖြစ်ဖက်စစ်တပ်ဟာချင်းမြောက်ထားတဲ့မှတ်ပုံတင်ကြိုင်ဆောင်ထားတဲ့သူတွေဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့နိုင်ငံသားဥပဒေမှာနိုင်ငံသားနှစ်ခုခံယူခွင့်မရှိတဲ့အတွက်ဥပဒေကြောင်းရမြန်မာနိုင်ငံသားပဲဖြစ်ပါတယ်တရုတ်နိုင်ငံသားမဟုတ်ပါဘူး စတင်ဖန်ဆီးခံရချိန်မှာဒီတရားခဏရှိတဲ့နေမြာညမာနိုင်ကံတဲမှာပဲရှိပါတယ်တရုတ်တွေတရားစီရင်ပိုင်ခွင့်ရှိသလားတရုတ်ဟာဒီလိုဥပဒေမဲ့လက်လွတ်စပယ်စီရင်ပိုင်ခွင့်လောက်တာညမာအချုပ်ချာအာဏာကိုစော်ကားတာပဲဖြစ်ပါတယ်အဲ့တော့ဖက်စစ်တက်ဟာတရုတ်ဆိုရင်လုံလဲစီဖန်လဲခင်ဆိုတဲ့ ကိုမရနဲ့သားသမီးတွေဟိုကပေးခွမဲ့ဒီစစ်တောင်းစားရဲ့စိတ်ဓာတ်ကိုကျွန်တော်တို့ကျွန်တော်မြင်ကြရမှာပါရိုင်းသွားရင်ခွင့်လို့ပါကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့အင်မတန်စိတ်တူနေရပါတယ်ကျွန်တော်တို့နိုင်ငံမှာလုံးဝအချုပ်ချာအာဏာကင်းမဲ့သွားရတဲ့အခြေအနေမျိုးကျွန်တော်တို့နိုင်ငံဝယ်အင်းကြီးဘယ်နိုင်ငံမှာမလေးစားတော့သလိုကျွန်တော်တို့နိုင်ငံသားတွေကိုလည်းဘယ်သူမှအထင်မကြီးတော့ပါဘူးဒါတွေဟာ ဒီဘက်စစ်တပ်ရဲ့ရုပ်မှမယိုင်းမှုတွေကြောင့်ဖြစ်နေတာပါအဲ့တော့ဥမောင်မောင်ဆိုတဲ့ကောင်တကောကိုကရင်မိသားစု၄စုရှိတယ်ပယ်မိသားစုကဩဇာအကြီးဆုံးမင်းအွန်လိုင်းတဘောကြတယ်နေပြည်တော်ကအဝင်ထွက်ရှိတဲ့စစ်ကောင်းဆောင်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့ကြားပြန်ကရတဲ့ပတ်စံတွေကိုစစ်တပ်ကိုတလဟောလှူတဲ့လျှို့မိသားစုကလျှို့ကြံကြိခေါ်ဥမောင်မောင် ဥမောင်မောင်ကိုနေပြီးတော့အတိုင်းဝိုင်းကအင်မတန်သဘောကျပါတယ်ဒါကြောင့်မို့မင်းအောင်လိုင်းကိုတိုင်တိရိတုဒမမဏိဇောတရဘွဲကိုပေးအပ်ခဲ့ပါတယ်ဖဇက်တအနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာညီမလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဖြစ်အခန့်အခဲတယ်2023စက်တင်ဘာမှာအင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာကျင်းပတဲ့အာဆီယံလူငယ်များထိပ်သီးအစည်းအဝေးကိုညီမကိုယ်စားလှယ်ဖြစ်တက်ခဲ့တဲ့သူအော်တိုဘာလ10ရက်နေ့မှာတရုတ်နိုင်ငံလင်ချမ်းမှာကျင်းပတဲ့ကုန်စီပြပွဲကိုသွားလာ တရုတ်ကကြားဖြန့်တဲ့ပတ်သက်တဲ့ကောင်စုကြီးဖမ်းပါတယ်ကိုကန့်လုံငန်းရှင်12ဦးလဲဖမ်းပါတယ်ပထမဦးဆုံးလူဖမ်းပွဲ ဖြစ်ခဲ့ပြီးလက်ရှိဥမောင်မောင်ကြားဖြန့်တဲ့တရုတ်ကသေတံပေးထားတဲ့လူဖြစ်ပါတယ်မြန်မာနိုင်ငံကိုစားပြုတဲ့အာဆီယံတော်ပြီးအစည်းအဝေးတက်ခဲ့တဲ့ကောင်တရုတ်ကကောက်ဖမ်းပြီးလှုပ်ချင်တိုင်းလှုပ်တာမှာ မြမအချုပ်ချာအာနာကိုစော်ကားတာမဟုတ်ဘူးစောက်ကီယူမဆိုင်တာမဟုတ်ဘူးဆိုရင်လေခမရတို့စီပလင်းတာခါချိတ်ထားလိုက်ကြတော့ဗျာမြမနိုင်ငံသားနဲ့မြမပြည်ငါတို့တိုင်းပြည်နဲ့ငါတို့လူလူဟာဘသူမှမလေးစားတော့တဲ့အခြေအနေကိုရောက်ရှိနေပါပြီငါတို့နိုင်ငံတွေကတယံဇာတာတွေငါတို့နိုင်ငံတွေကပြည်သူလူလူတွေငါတို့နိုင်ငံတွေကဥပဒေတွေဟာလုံးဝအသက်မဝင်တော့ဘဲ ိန္ဒိယအင်အားကြီးနိုင်ငံတွေကကျုံပြုတ်ဖို့အစင်းသဖြင့်နေပါပြီဆက်ပြောကြအဲ့တော့အဲ့ဒီမှာမှထိုက်ပယ်ဆောက်ချိန်ကြောင့်ကျွန်တော်ထပ်ပြောပြခြင်းတယ်ပယ်ဆောက်ချိန် အပါဝင်သူတာပယ်ရင်ချံပေါင်း၅ဦးကိုတည်တံချလိုက်တယ်ပယ်မိသားစုဝင်၂၁ဦးနဲ့အပေါင်းပါတွေတည်တံချတာတယ် တရုတ်နိုင်ငံကွန်ဒေါင်းပြည်နယ်ရှန်ကျန်းပြည်သူတရားရုံးမှာတည်တံချတယ်လို့သိရတယ်။မြန်မာစစ်တပ်ကတူကောင်းပြူထားတဲ့မြန်မာမှတ်ပုံနဲ့ကင်ထားတဲ့ကောင်တွေဒီကောင်တွေကလောက်ကင်မှာကာစီနိုတွေ၊နိုင်ကလပ်တွေ၊ဟိုတယ်တွေနဲ့တိုးထွားခဲ့တယ်။နောက်ပိုင်းတော့ကြားဖြန့်ဖြစ်သွားတယ်ပေါ့ဗျာ။အဲ့တော့ American dollar billion နဲ့ခြေတရုတ်ယွမ်ဝေ billion နဲ့ခြေရလိန်လယ်မှုတွေကြောင့်တရုတ်အစိုးရကဖမ်းနေ။အဲ့တော့ဘယ်သူတွေကိုဖမ်းတာလဲ။ ယ်ဆောက်ကျင်ပယင်ချံရန်လီချင်းဟူချောက်ချံခန်းချံကုံချီတို့ဖြစ်ပါတယ်နောက်ထပ်မိသားစုနှစ်ဦးတော့ဆိုင်းငတ်သေးတယ်ငါးဦးကတော့တတတချံကိုဦးကတော့ထောင်နန်းနဲ့30ပယ်မိသားစုကခင်ဗျမနှောင့်နဲ့ကိုကမှဩဇာအကြီးဆုံးအချမ်းသာကိုကိုပိုင်စစ်တပ်ရှိတယ်အဲ့တော့တရုတ်ငွေ29ဘီလီယံလိမ့်လေခဲ့တယ်လို့သိရတယ် ကိုကန်ဒေတာရဲ့အချမ်းသာဆုံးမိသားစု တစုပဲမိသားစုကနံပါတ်1ဒီကောင်ကလည်းကြန့်ခိုင်ရေးအမတ်ညမာမတ်ပုံတွေကြိုင်နာတယ်အဲ့တော့ခမားတို့ကျွန်တော်တို့ပယ်ဆောက်ချိန်တို့ဥမောင်မောင်တို့ဒီလိုစစ်တက်ကိုလောင်းကစားကရတဲ့ငွေတွေနဲ့ ဒေါ်လာဘီလီယံနဲ့ချီပြီးလှူခဲ့တဲ့ကောင်တွေကိုတောင်ထိုးကျွေးတယ်ဆိုတဲ့စစ်တပ်ရဲ့အောက်တန်းကြမှုကိုသိရှိမြင်ကြားရရင်ခမားတို့လူကျွန်တော်တို့လူပြည်သူလူထုတွေအတွက်ကတော့စစ်တပ်မျက်စိထဲမှာတော့မရှိဘူးအတွေးထဲမှာတော့မရှိဘူးတရုတ်ကျွန်မကလို့တပောက်ပဲဖြစ်နေဖြစ်နေသူ့မိသားစုကောင်းစားရေးအတွက်တိုင်းပြည်တစ်ခုလုံးနဲ့လူထုတစ်ရက်လုံးကိုကျွန်ဆက်သွင်းတဲ့မင်းအောင်လှိုင်ကို စစ်အုပ်စုကိုစစ်သုံးစစ်ကိုအမြင့်မဖြတ်နိုင်မချင်းကျွန်တော်ရဲ့အနာဂတ်တရားကျွံဘဝကိုမျက်စပစ်နေရတာပါယေရှုတင်ပါတယ်